်နှံလေးဟာမူကုတ်ကိုပြန်လေပေးရလိုက်တယ်ဒီအထိနားလိုက်ပြီးသားပေးရပြီးတကာလ MDY PDF အပါဝင်ပူပေါင်းတက်တွေကမူကုတ်မြို့ကိုတာခွေမယ်ဒီအထိနားလိုက်ပြီးသားဒါပေမဲ့ဒီကနေ့နောက်ဆုံးထွက်ပေါ်လာတဲ့တထင်းက DNL ဟာမိုးကုမျိုးတွေကိုစစ်ကောင်စီတက်ကိုဆွဲခေါ်လာမလားခေါ်သွင်းလာမယ်လုံခြုံရေးယူပေးမယ်စစ်ကောင်စီနဲ့ဆက်ဆံရေးယုံတည်ဆောက်မယ်ဒီလိုအခြေအနေသတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာဆွေးနွေးသုံးသပ်ကြမှာဖြစ်ပါတယ်အဲ့တော့ဒီကိနောက်ဆုံးထွက်ပေါ်တဲ့သတင်းမှာ DNL ကစစ်ကောင်စီတက်ကိုမိုးကုမျိုးတွေခေါ်သွင်းလာပါက MD1 PDF အပါဝင် မုကုမြို့ကိုကာကွယ်မဲ့တော်လှန်ရေးတပ်တွေနဲ့ TNL စစ်တပ်ကိုတိုက်မဲ့တော်လှန်ရေးတပ်တွေနဲ့စစ်တပ်နဲ့ TNL အ PDF တွေဘာတွေဖြစ်ကုန်ကြမလဲဒီအချက်ကိုကျွန်တော်ဆွေးနွေးကျွန်တော်တို့ဆွေးနွေးကြမယ်သုံးသပ်ကြမယ်မှတ်ချက်တွေပေးကြမယ်ဆိုတော့ဘာကြောင့်ဒီကိစ္စကိုကျွန်တော်တေချာဆွေးနွေးလဲဆိုတော့အကြောင်းရှိပါတယ်မိုးကုတ်ဟာမဟာဗျူဟာမြောက်ဒေတာတစ်ခုဖြစ်တယ်လို့မိုးကုတ်ဟာတယံဇာတ ပြူဟာကြတဲ့နေရာဖြစ်ပါတယ်။မိုးကုတ်မြို့ဒေတာကန်နေရာတော်လိုင်းကြီးနဲ့ပတ်သက်ရင်အာသွန်ကွန်ဆိုက်ပါဝင်နေခဲ့တဲ့သူတွေဖြစ်တယ်လို့ဒီကနေ့ဒီအချိန်မှာတော့စစ်ကောင်စီတပ်ကိုတံပုံးတီးပြီးဝင်မလာနဲ့အလိုမရှိဘူးထွက်သွားဆိုရဲဆန္ဒထုတ်ဖို့တပိတ်မှောက်မှုမိုးကုတ်မြို့ဟာဒီတော်လိုင်းကာလ9နှစ်တာအတွင်းမှာစပြီးပြန်လဲဆောင်ရွက်ခဲ့တဲ့ရေရေတောင်မြို့ ဒါအတွက်ကြောင့်လေမူကုမြုတ်ကံမူကုမြို့သူမြို့သားတွေကိုကာကွယ်ဖို့ဤသူကာကွယ်ရေးတက်မတော်သားတွေဟာစုယုံရောက်ရှိလာတယ်မုတ်ကုတ်မှာ MDY PDF ရှိတယ် PLA ရှိတယ်မြင်းညံ blood type ကရောက်နေပြီမုတ်ကုတ်ဘျူဟာ TRI ဘျူဟာအစရှိတဲ့ဘျူဟာတွေရှိတယ်ဘာလို့ဖို့လဲဆိုတော့မုတ်ကုတ်မြို့ကိုကာကွယ်ဖို့ အဲ့လိုကာကွယ်တဲ့အဲဆိုတဲ့ကြီးညာချက်တွေလှုပ်ဆောင်မှုတွေတရဆက်ဖြစ်နေတုံးမှာပဲအဲကျွန်တော်တို့နိုင်ငံကြီးတော်လိုင်းအင်အားစုတွေကလည်းမုတ်ကုတ်မြို့ပြန်လဲကာကွယ်ရေးအတွက်တောင်းတပြပြအကျိုးဆူကြတယ်။ဘာကြောင့်ကျိုးဆူကြလဲဆိုတော့မုတ်ကုတ်ကိုအခြေပြုပြီးမြေပြန့်ဒေတာများတပ်ပေါင်းစုကြီးပေါ်ထွက်လာနိုင်မဲ့အရေးအယောက်ကြီးမြင်နေရလို့ဒါတော်လိုင်းရေးအတွက်ရောင်နီတမ်းမဲ့စုပေါင်းညီညွတ်နိုင်မဲ့ဖက်စစ်တပ်ကိုထိုးစစ် ကိုထိုးစစ်နဲ့ရိုက်ချိုးနိုင်မဲ့တော်လိုင်းတပံပြန်လဲဥမော့လာနိုင်တဲ့အခြေအနေမျိုးကိုရှာရှိနိုင်လို့ပဲအဲ့ဒီတော့မကုမျိုးနဲ့ပတ်သက်ပြီးတော့ PDF တွေအတောင်လက်စုံပြီးခွန်ငါအပြစ်နဲ့ရုံးကံမယ်လို့ကြံနေတဲ့အခြေအတိုင်းပြည်လုံးကတောင်းတောင်းဖျက်ဖျက်ကြိုးစိုးတဲ့အခြေမကုကကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ကိုတော်လိုင်းရနိုင်ငံကြီးက ကြိုးဆိုနေကြတဲ့အချိန်မှာပဲဒီကနေ့ DNLA ဟာဖက်စတက်ကိုမကုပ်မြို့ရဲခေါ်သွင်းလာမယ်ဖက်စတက်ကိုခေါ်သွင်းလာမယ်ဆိုတဲ့အကြောင်းမုတ်ကုတ်ဒေတာကတော်လိုင်းအင်အားစုတွေကသတင်းထွက်ပေါ်လာပါတယ်။ DNL ကလည်းမုတ်ကုတ်မျိုးတွေကိုစစ်တပ်ကိုခေါ်သွင်းလာမယ်လို့တရားဝင်ပြောတယ်လို့မုတ်ကုတ်တပိတ်ခေါင်းဆောင်ကလည်းပြောထားတယ်။ဥပမာ15ရက်နေ့ကပြုတ်တဲ့ တရုတ်ပြည်မှာ DNL နဲ့စစ်ခေါင်စီနဲ့တွေ့ကြတယ်။တွေ့ပြီးတော့အပီးမှာဒီသတင်းစကားထတ်ထွက်တာဖြစ်ပါတယ်။နိုဝင်ဘာ29ရက်နေ့မှာမိုးကုတ်ကနေ DNL ထွက်ခွာမယ်လို့ကျွန်တော်တို့နောက်ဆုံးသတင်းသိထားရတယ်။ဒါပေမဲ့နိုဝင်ဘာ29ရက်နေ့မှာထွက်တာရိုးရိုးမထွက်ပဲဖိလိန်ထွက်ရင်ပြဿနာတွေရှိလာနိုင်ပါတယ်။အဲ့တော့ DNL ကိုရိုးရိုးထွက်သွားတာမဟုတ်ပဲစစ်ကောင်စီတက်ပါ တပါးလေမိုးကုတ်မြို့တွေကိုဝင်ရောက်လာမယ်ဆိုတဲ့သတင်းတွေအခြေအနေတွေဖြစ်ပေါ်နေပါတယ်။အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီအချိန်မှာတင်းနေကခေါ်ပြီးပြောတယ်စစ်တပ်ကိုခေါ်သွင်းလာရမယ်။စစ်ကောင်စီကိုအခြေချပြီးတော့စစ်ကောင်စီကိုစေးပေးမီယူလုတ်ပြီးတော့အဲဒီအခြေချမှာသူတို့ကပြန်ဆုတ်သွားမယ်လို့ပြောတယ်လို့သိရပါတယ်။ ဲ့တော့မိုးကုတ်မှာ TNL ဆက်ဆက်ရေးယူထားမယ်သူတို့ကငကူလုပ်ငန်းတွေကိုပြန်လုပ်မယ်ဝေစုခွဲကြမယ်အဲ့တော့တော်လိုင်းဤတက်တွေအနေနဲ့အခက်အခဲတွေအများကြီးဖြစ်လာတယ် TNL နဲ့မဟာမိတ်ပြတ်ဖို့လည်းမဖြစ်ချင်ဘူးစစ်ကောင်စီဒီမျိုးတွေမဝင်ရောက်ရေးဆိုတဲ့မူရှိတယ်ဒီအချိန်မှာတော့မိုးကုတ်မြို့နယ်တွေကတော်လိုင်းဤနိုင်ငံရေးအင်အားစုတွေကအတော့ကိုအကြက်တွေစိုက်နေပါ အားလုံးကဒီအချိန်မှာခေါင်းချင်းဆိုင်နေကြပါတယ်အဲ့တော့မိုးမိတ်မိုးမိတ်ပြဿနာကတော့ရှင်းနေပါတယ်မိုးမိတ်က KIA နဲ့ចောင်းသားတက်တော်ကူညီမယ်ဒါကခွန်အားတရက်ဖြစ်စီတယ်မိုးကုတ်မြို့ကိုစစ်ကောင်စီပြန်ဝင်လာရေးအတွက်ဂျန်နဲ့မဟာမိတ်တွေဝိုင်းကူညီဖို့ကိုလည်းသူကကြိုးစားနေတယ်လို့အကယ်၍သာ TNL ကရိုးရိုးမဆုတ်ပဲဖင်လိန်ဆုတ်ပြီးစစ်တပ်ကိုခေါ်သွင်းလာရင်တော့ပြဿနာတွေအများကြီးရှိလာနိုင်ပါတယ် ဒါနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့သဘောထားကဘယ်လိုရှိပါလဲအဲ့တော့ကျွန်တော်ကျွန်တော်ရဲ့သဘောထားမှတ်ချက်ကိုပြောရမယ်ဆိုရင်တီဘောနောင်ချူကိစ္စတွေတုံးမှာလဲအကယ်၍သာခံတိုက်မယ်ဆိုရနိုင်တဲ့နေရာရှိတယ်မဟာမိတ်တပ်တွေအကူအညီနဲ့ပြန်ပြီးခုခံစစ်ကိုဆင်နွှဲမယ်ဆိုရင်လဲရနိုင်မယ့်အခြေအနေရှိတယ်သို့တော့တိုက်ပွဲဖြစ်အောင်ပြပြီးစစ်တပ်ကိုတခါတည်းခေါ်သွင်းတဲ့အခြေအနေမျိုးတွေကျွန်တော်ဟိုးအရင်ရက်တွေကပြောထားပူးပါတယ် နောက်တစ်ခုက တောင်ခန်းကိစ္စတောင်ခန်းမာတွေကတောင်ခန်းကိုပြင်းပြတဲ့နဒိုးစစ်စီပြီးပြင်းဦးတွေကိုဝင်တော့မယ်လို့2029ရဲ့ဒုတိယလှိုင်းမှာအားလုံးကအားခဲယုံကြည်မျှော်လင့်ထားတယ်တောင်ခန်းမှာစပြီးဝေဖောက်တာပါပဲအဲတောင်ခန်းမှာပြန်ဆုတ်သွားတယ်နောင်ချိုတီဘောပြန်ဆုတ်ပြီးလဲမပြောတော့ပြအထားလိုက်တော့အဲဒီမိုးကုတ်ကိစ္စမှာတော့ DNA အနေနဲ့ကစဉ်းစားဖို့လိုပါတယ် တစ်ဖက်မှာဖိအားရှိနေတာကိုလည်းကျွန်တော်တို့သဘောတူပါတယ်လက်ခံပါတယ်လေရင်နဲ့ဘုံကျဲနေတာကိုလည်းကျွန်တော်တို့မြင်ပါတယ်သိပါတယ်ကြားပါတယ်ဒါပေမဲ့ဗျာခမား TNL နေမြေတခုတည်းကျဲတာမဟုတ်ဘူးလေမနေ့တနေ့ရဒီဘတ်စစ်တက်ဟာဘာတိုက်ပွဲမှမရှိတဲ့အညာရွာတွေပေါ်ကိုအုံအုံထောင်ဘုံကျဲချနေတာပဲအာရခတ်တက်တော်အေးရဲ့ရသိပ်တောင်ကိုဒီကနေ့ထပ်ကျဲနေသေးတာပဲပြောချင်တာကဘုံကျဲလို့ပြန်စုပ်ပေးတယ်ဆိုတဲ့အယူအဆကို တော်လိုင်းကြီးကလုံးဝလက်ခံပေးလို့မရတာကိုပြောတာပါတေးဦးရဲ့ဖိအားရှိလို့နေဆက်ပေါက်တွေပိတ်ချလို့အဆရှိတဲ့ခေါင်းစဉ်အမျိုးမျိုးအောက်မှာပြန်ဆုပ်ပေးတာကိုတော့ဒုံတရားနားလဲပေးလို့ရပါမယ်စစ်တပ်ပါမူကုတ်မျိုးပဲခေါ်သွင်းမယ်ဆိုရင်တော့တတိုင်းပြည်လုံးရဲ့ပြည်သူတွေရဲ့မျက်မှန်ဒေါသကို TNL ကရင်ဆိုင်ရလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ် အဲ့တော့မိုးကုတ်မြို့ကိုတိုက်ပွဲဝင်တဲ့အချိန်တုန်းက TNL တက်တခုတည်းတိုက်ပွဲဝင်ခဲ့တာလားဆိုတော့မိကုံးတခုထက်ရှိလာပါတယ်။မိုးကုတ်မြို့ထဲမှာ TNL ကပူပေါင်းတက်တင်တဲ့အတူတိုက်ပွဲဝင်သိမ့်ပိုက်တယ်။ဒါပေမဲ့လုတ်ပိုင်ခွင့်အားလုံးကို TNL ကထိန်းချုပ်တယ်။ဒါကလည်းသူတို့ငကိုသဘောတူညီထားတာတွေရှိကောင်းရှိနိုင်တယ်။ဒါမှပြောလို့တော့ကောက်ကွင်းမှာမချန်ကြောက်တူးကြတယ်ဆိုတဲ့သတင်းတွေလည်းကြားရတယ်။ဒါလည်းတပိုက်ထားလိုက်တော့မပြောတော့ဘူး။ဒါပေမဲ့ မကူမြို့ရဲ့စီမံခန့်ခွဲရေးအုပ်ချုပ်ရေးအစရှိတော်ကို DNA နဲ့ကင်တွယ်ပြန်စုပ်ပေးမယ်ဒါလည်းမပြောနားလေပေးလို့ရသေးတယ်ဒါပေမဲ့ຫນွေဥတော်လန်ရေးနဲ့ PDF တတိုင်းပြည်လုံးပြည်သူလူထုရဲ့ယံသူမြို့မြို့ခံပေါ့ဗျာမြို့သူမြို့သားတွေကလုံးဝမဝင်လာပါနဲ့သဘောမတူပါဘူးလို့ရှင်းရှင်းလင်းလင်းသဘောထားထုတ်ပြန်ထားတဲ့မိုးကုတ်မြို့တွေကို ရိုးရိုးမဆုပ်ပဲဖင်လေးဆုပ်ပြီးစစ်တပ်ကိုခေါ်သွင်းလာမယ်ဆိုရင်တော့တတိုင်းပြည်လုံးရဲ့တတိုင်းပြည်လုံးရဲ့အမျက်ဒေါသဟာ DNL ကိုကြားရောက်သွားလိုက်မယ်လို့ကျွန်တော်ယူဆတယ်။အရှိလားရှိုးမှာတုန်းကလည်း MNDE ကငယ်ပွေးကြွေးပါပြီ။မြောက်ပိုင်းညီနောင်သုံးဘွဲကိုယုံကြည်မျှော်လင့်ပြီးတော့ပြည်သူလူထုဟာတခဲနဲ့တောင်းတောင်းဖြတ်ဖြတ်အားပေးခဲ့ကြတယ်။ဝန်းရံခဲ့ကြတယ်။ ညမတမိုင်းတလျှောက်လုံးမှာမြောက်ပိုင်းညီနောင်သမွေနိုင်ငံရေးစီတမိုင်းအစင်လာဟာအခြားတော်လိုက်ရေးတက်တွေနဲ့စာရင်အင်မတန်နောက်ကျသလိုလူရင်အားလက်နက်အင်အားနဲ့အော်ဒီနိုင်ငံရေးရထောက်ခံမှုအင်မတန်အားနေခဲ့ရတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရမှုပါတယ် DNLA MNDA ဆိုတာညမတိုင်းသားလက်နက်ခိုင်တပ်ဖွဲ့တွေထဲမှာအမ်အနေငယ်များလောက်သောအင်အားနဲ့ လူမသိသူမသိတချို့ဆိုမသိတဲ့လူတွေတော်တော်များများနဲ့ရက်တီရှင်တန်ခဲ့ရတဲ့အဖွဲတွေပါဒါပေမဲ့ຫນွေဦးတော်လိုင်းကြီးမှာပါဝင်လာတယ်တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ကြီးမှာဒီဖက်စစ်တပ်ကိုချေမုန်းနိုင်တဲ့အပေါ်မှာ DNL နဲ့ MND Architect of Edo ရဲ့နိုင်ငံရေးကုန်သိက္ခာစီရေးအကျိုးမြတ်ဟာမမတပီလုံးမှာဘယ်တိုင်းသားတက်မှာမှမရရှိသေးတဲ့အခြေအနေမျိုးကိုရရှိခဲ့တယ်ဆိုတာကိုတော့ငင်းလို့မရပါဘူးဒါဟာလဲ နောက်ွယ်ကတရုတ်ရဲ့ကုညီမှုပဲပြောပြောမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့မဟာဗျူဟာပြောင်ပြောက်တဲ့တိုက်ပွဲတွေကိုတိုက်ပွဲဝင်နိုင်မှုကိုပဲပြောပြောဒါတွေကိုအဲကျွန်တော်တို့အနေနဲ့အရှိတရားအနေနဲ့လက်ခံအတိမတ်ပြုရဖြစ်ပါတယ်ဒါပေမဲ့ဒီတိုက်ပွဲဝင်မှုတွေအားလုံးရဲ့ရလက်ထွက်လာတဲ့အချိန်ပါ ငါနေရငါတိုက်ယူတယ်ငါဆုံးဖြတ်မယ်ငါအုပ်ချုပ်မယ်ဆိုတော့ပရိသတ်တွေအတွေးခေါ်တွေနဲ့အတူတယောက်ရဲ့ဖီအားကိုမလွန်ဆန်နိုင်ဘဲငါပေးမယ်ငါယူမယ်ငါလှုပ်ချင်တယ်လို့လုပ်မယ်ဆိုတော့အယူအဆတွေပေါ်မှာဒစိတ်တစ်ပိုင်းတော့နားလေလို့ရပေမဲ့တိတ်ပြီးတော့တော့ရှင်ထဲမှာပန်းနေပွင့်နေတာတော့မဟုတ်ဘူးလို့ပြောပြရစီအဲ့တော့အဲ့ဒီတိုက်ပွဲတွေမှာ TNL တပွဲတွေတိုက်တာလား ် MNDA တပွဲတိုက်တာလားအာရခတ်တော်အီတိုက်ပွဲမှာကိုအာရခတ်တော်အီကြီးပဲတိုက်တာလားမဟုတ်နေဘူးဆိုတာခမားတို့ပူတိုင်းပူသိပါလိမ့်မယ်ပြောချင်တာကကျွန်တော်တို့ဒေါ်လာကြီးမြို့ပြလူငယ်ရဲဘော်တွေဟာဗတ်စစ်အာဏာရှင်စနစ်ခြေမုံကြီးအတွက်တိုင်းသားဤအုပ်တပ်တွေရဲမှမတီလလီ MNDA AA တို့ကိုပူပေါင်းပြီးတော့တနက်ရဖို့ရေးပေါ့ဗျာ ်နော်အဲ့လိုပဲပြောချင်အသက်ဆော့တိုက်ပွဲဝင်ခဲ့ကြပါတယ်ဒီမျိုးသိမ့်တိုက်ပွဲကြီးတွေမှာဆွမ်းဆွမ်းတမန်ပါဝင်ခဲ့ကြပါတယ်အားနေချက်တွေလည်းရှိနိုင်တာပေါ့ဒီရဲဘော်တွေရဲ့မျက်နာကို ထောက်ထားတင်ပါတယ်နောက်ဆုံးထားတော့စစ်သားစစ်သားချင်းကွာဟိအောင်ငါတို့အုပ်ချုပ်တဲ့မြို့ငါတို့လှုပ်ချင်ရလှုပ်မယ်လို့ဆိုပေမဲ့မိုးကုတ်မြို့ဒေတာခံပြီးမိုးကုတ်မြို့သူမြို့သားတွေရဲ့ ခမရုပြောပြောနေတဲ့ပြည်သူလူရဲ့မျက်နာတွေကိုထောက်ထားတင်ပါတယ်။မကုမျိုးဟာစစ်တပ်ကဝင်ရောက်လာခင်မြေလံခံရပါလိမ့်မယ်ဆိုတဲ့အခြေအနေကိုခမရုလည်းသိတယ်ကျွန်တော်လည်းသိတယ်။မိုးကုမျိုးကိုစစ်တပ်ကအညိုးတကြီးနဲ့အညိုးတကြီးနဲ့မိုးကုမျိုးကိုစစ်တပ်ဟာရောက်ပြီဆိုတာနဲ့မိုးကုမျိုးကံပြည်သူလူထုကို အကြံဖတ်တပ်ဖြတ်မှုတွေလုပ်မယ်ဆိုတော့ခင်ဗျားလည်းသိတယ်ကျွန်တော်လည်းသိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ PDF ကာကွယ်ရေးတက်တွေမဟုတ်မြို့ကန်ဒေတာခံတွေလည်းအခုဆိုရင်မဟုတ်မြို့တဖြည်းဖြည်းဆုတ်ခွာတာမျိုးထောက်ဝကြော်တော့ဖြစ်နေပြီ။နော်ဒီလိုအခြေအနေကြီးမှာမဟုတ်မြို့သူမြို့သားတွေရဲ့ပြည်သူလူထုရဲ့အသက်အန္တရာယ်ဖက်စစ်တပ်ရဲ့ရုပ်မှာအကြံဖတ်မှုအန္တရာယ်ကိုကာကွယ်ဖို့တော်လိုင်းရေးတက်တွေဟာမဟုတ်မြို့ကိုမပေးနိုင်ဘူးကွာငါတို့ အစွမ်းရှိသလောက်ကာကွယ်မယ်ဆိုတဲ့အပေါ်မှာတော့စစ်တပ်ကိုခေါ်မသွင်းလာပါနဲ့ဗျာခင်ဗျားတို့နေရံမဖြစ်ချင်တီအန်အန်လေးဆိုတဲ့တိုင်းသားဤအိုတစ်ခုနဲ့အဲ့တစ်ခုအပေါ်မှာကျွန်တော်တို့အပြစ်မတင်ချင်တမိုင်းမှာပြောတဲ့အခါကြရင်ဒီလိုမျိုးတွေကျွန်တော်တို့မပြောချင်ဘူးခင်ဗျားတို့ရဲ့ဆောင်ရွက်ခင်မှုရဲစွမ်းသတိရှိမှုတိုက်ပွဲဝင်နိုင်မှုကျွန်တော်တို့ ਨੇ အတူတော်လိုင်းတက်တွေနဲ့အတူ ဆောင်ရွက်နိုင်မှုတွေကိုပဲကျွန်တော်တို့ဂုံယူဝင်ကြွားစွာပြောချင်တယ်ဗျာဒီနေ့ဒီအချိန်မှာဆိုရင်မိုးကုတ်မြို့ကိုမဝင်ခင်မှာဖက်စစ်တပ်ဟာမိုးမြို့ပတ်ချလေမြို့နေတွေကိုဂျူဟာကြကြပြန်ထိန်းချုပ်နိုင်မှုလုံနေတယ်အဲ့တော့မထင်မတဲ့လမ်းကြောင်းတွေကတက်လာနိုင်တဲ့အခြေအနေရှိတယ်မရိယာမြောက်ချမ်းနဲ့အရှိမြောက်ချမ်းမှာစစ်ကြောင်းတစ်ကြောင်းတည်တာတယ်မရိယာမြောက်ချမ်းတန်ဃာတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေချောင်းရိုးနကန်းတိုင်းအနောက်ဘက်ကို ထိုးပြီးတော့စချင်းရွာဘက်ကနေမြောက်ဘက်ကိုထိုးမဲ့တကြောင်ရှိနေတယ်လို့ဒေတာခံတွေကတော်လိုင်းကြီးတက်တွေကသုံးသက်ထားတယ်။ဆယ်တော်ဘက်မှာနောက်တကြောင်ရောက်နေတယ်။ဆယ်တော်ဘက်ကနေအနောက်ကားလိုင်းတိုင်းဆင်းလာပြီးတော့ကိုးပြုံဘက်ကနေတောင်ကြီးတိုင်းမြောက်ဘက်ကိုထိုးမဲ့ဆိုရင်လေရနိုင်တဲ့အခြေအနေရှိတယ်လို့ကြားရတယ်။ကားလန်ဂျော်ဒန်ထိုးမှမဟုတ်ဘဲနဲ့စစ်ကြောင်းတွေကိုစနစ်တကျအခုအချိန်မှာစီစဉ်နေပါတယ်။ ဲ့တော့ဒီအချိန်ဒီမှာအကေရွေ့တာ TNL ကစစ်တပ်ကိုခေါ်သွင်းလာရင်ဘာလုံးကြမလဲဘာလုံးသိမ့်လဲတောင်ချိုဒီဘောတော့ကလည်းတရင်တန်တန်ကြားခဲ့ရပါတယ်မပြောခဲ့ပါငါတို့ပြည်သူတရလုံးကမိုးကုတ်မြို့ကိုကာကွယ်မယ်ဆိုတဲ့တော်လှန်ရေးတပ်တွေရဲ့ဆုံးဖြတ်ချက်ကိုကြိုးစိုးလက်ခံသဘောတူပြီးသားအဲ့တော့ TNL ကစစ်တပ်ကိုတဘာတဲခေါ်သွင်းလာရင်ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ခေါ်သွင်းလာခဲ့ရင်ပါဆက်လုပ်ကြမယ်။အရန်ရေးကြည့်ပါလေ။မိုးကုတ်ဟာဖြူဟာကြတဲ့မြို့တစ်မြို့ပထဝီဖြူဟာပထဝီ geo politics ဆိုတဲ့ပထဝီနိုင်ငံရေးဖြူဟာစည်ရေးဖြူဟာကြတယ်။တယံဇာတဖြူဟာကြတယ်။နောက်ပြီးတော့စစ်ကောက်စီကမိုးကုတ်မြို့အညိုထားတယ်တရနေနေနဲ့ရိုးရိုးစုပ်ပါဖိလိမ်မစုပ်ဖို့မြစ်တာရက်ခံပါတယ် အကယ်၍သာခမားတို့စစ်တပ်ကိုခေါ်သွင်းလာမယ်ဆိုရင်တော်လိုင်းကြီးတက်တွေအနေနဲ့လောရကန်ရအတော်ခက်ခဲနေရတဲ့အချိန်မှာမလူလားတဲ့ပြဿနာတွေဖြစ်ပေါ်လာခဲ့ရင်စစ်တပ်အကြိုက်ဖြစ်သွားစေနိုင်ပါတယ်။ဒါကြောင့်မို့ဒီနေ့ဒီအချိန်မှာမိုးကုတ်မြို့တွေကိုစစ်တပ်ကဝင်လာမယ်ဆိုရင်နိုဝင်ဘာ29ရက်နေ့မှာဝင်လာမယ် TNL တက်တွေပါ TNL တက်တွေကစစ်တပ်ကိုခေါ်သွင်းလာမယ်။ TNL ဆက်ဆံရင်ထားမယ်။အထိုင်မပြတ်စစ်တပ်ကိုရေဘူးရေချမ်းကန်လန်းပြီးတော့မိုးကုတ်မြို့ကိုဝါကွက်အပ်ပြီးမှပြန်ထွက်သွားမယ်ဆိုရင်တော့တမိုင်းပါဗျာ။အင်မတန်ဆက်စရာကောင်းပါလေ။ရှင်းဖို့မိတ်ဆွေတွေကတော့ဒီဆွေးနွေးမှုနဲ့ပတ်သက်ပြီးဘာဆွေးနွေးခဲ့ချင်ပါသလဲ။ပြောခဲ့ပြီ။